33ကြိမ်မြောက်အရှိတောင်အရှာအကစားပြိုင်ပွဲ SEA Games ရဲ့အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု A ပွဲစဉ်တွေကိုလုံခြုံရေးအခြေအနေကြောင့်နေရာပြောင်းလိုက်တယ်လို့ပွဲကျင်းပရေးကော်မတီကအောက်တိုဘာလ31ရက်နေ့မှာကြေညာပါတယ်။ထိုင်းကမ္ဘောဒီးယားနဲ့တီမောလာစတေသုံးနိုင်ငံပါဝင်တဲ့အုပ်စု A ပွဲစဉ်တွေကိုမူလကထိုင်းနိုင်ငံတောင်ပိုင်းဆွန်ခလခရိုင်အတွင်းကတင်ဆူလာနွန်အကစားကွင်းမှာကျင်းပဖို့စီစဉ်ထားရကလုံခြုံရေးအခြေအနေကြောင့်ဘန်ကောက်မြို့ကရတ်မန်ခလာအမျိုးသားအကစားရုံကိုပြောင်းလိုက်တာဖြစ်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်မှာအခုနှစ်ဇူလိုင်လအတွင်းအသက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးလက်ရှိအချိန်ထိလည်းတင်းမာမှုတချို့ရှိနေတဲ့အချိန်မှာပဲထိုင်းနဲ့ကမ္ဘောဒီးယားတို့အုပ်စုတစ်ခုနဲ့အတူကြကြတာပါထိုင်းနိုင်ငံဘက်ကလုံခြုံရေးတာဝန်ရှိသူတွေကလည်းဘောလုံးပွဲကိုဆုံးခလာမှာတဲ့ဘန်ကောက်မှာကလုံခြုံရေးအခြေအနေကိုပိုထိန်ရလွယ်ကူမယ်လို့ယူဆကြပါတယ်မြန်မာမျိုးသားဘောလုံးအသင်းကတော့အုတ်စုစီမာအင်ဒိုနီးရှားဖိလစ်ပိုင် စင်ကာပူတို့နဲ့ကစားရမှာဖြစ်ပြီး မြန်မာမျိုးသမီးဘောလုံးအသင်းကတော့အုတ်စုဘီမှာပါဝင်ပြီးဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှားတို့နဲ့ကစားရမှာဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့ကနေ20ရက်နေ့ထိကျင်းပမဲ့ SEA Games အားကစားပေါင်းစုံပြိုင်ပွဲကိုအခုနှစ်မှာထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးဖွံ့ဖွဲအခမ်းအနားကိုလည်းရာချမန်ခလာအမျိုးသားအားကစားရုံမှာပဲဒီဇင်ဘာလ9ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ SEA Games ပြိုင်ပွဲမှာရှစ်တောင်အာရှ၁၇နိုင်ငံကအားကစားသမားတွေဟာအားကစားအမျိုးပေါင်း54မျိုးမှာဝင်ရောက်ရှင်ပြိုင်ကစားကြမှာပါ2029ခုနှစ်မှာကျင်းပမဲ့34ကြိမ်မြောက် SEA Games ကိုတော့မလေးရှားကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ